မအောင်လဲလေမူကပုံစံနေချင်းပြီးတော့စ조사ပြီးတော့ခေါ်ခဲ့မယ်နော်ညီလေးတသက်တောင်조사ခဲ့ပြီးပြီပဲဗာမြပြောင်းလဲလို့လေအောင်စီပြောင်းလဲဖို့ဆိုရင်အေးမြမိုးမိုးရဲ့ဒါလာမဖြစ်မှာ စိန့်ရှူရင်နာဝယ်ယူမယ်ဆိုရင်မြမစိန့်ရှူရင်နာလောကမှာအမခံတဲ့အရှိဆုံးနဲ့စိန်ကြီးအတွေ့အကောင်းဆုံး brand စိန်ဆိုင်ကြီးစိန်ဆိုရင်စိန်နန်းတော့ကျူးစီကြရင် ဘီအိုဒီဖွဲ့ကိုစီဝေးလုပ်ပြီးတော့စနိုးလုပ်ခဲ့တဲ့အလုပ်တွေအတွက်ရှေ့ဆက်ပြီးတာဝန်ယူမဲ့ဒါရိုက်တာအတစ်ကိုမမေကြီးဆုံးဖြတ်ပေးပါမယ်။အဲ့ဒီဗီတင်အတွက်လည်းအားလုံးကိုဇာနီယာမဲ့ announcement လုပ်ထားပေးပါ။အခုလောလောဆယ်ဇာနီရဲ့ဆုံးဖြတ်ချက်နဲ့အားလုံးကိုအဆင်ပြေအောင်တော့လုပ်ထားပေးပါ။ဟုတ်ကဲ့ပါ။စိတ်ချ အောင်စီခေါင်းဝတ်တရအတွက်ဆရာဝန်ခေါ်ရအောင်မယ်။မမီးစိတ်ထဲမှာလေအောင်စီရဲ့အကြည့်တွေပြောတွေကိုဖြောက်လို့ကိုမရဘူး။ကိုကြီးကဘာဖြစ်လို့လဲမမေဘာဖြစ်မှန်းကိုမသိပါဘူးဇာနီရေပြန်လာတော့လေခေါင်းမှာပတ်တီးနဲ့လူကလည်းစုပ်ပြက်နေတာလေ ဒါလေးရဲ့အားကိုးပြရစေလို့ပြောတာ။အောင်စိတွင်တော်တော်ကိုစိတ်ဆင်းရဲရပါလေ။ကဲ။စာနီမီတင်ရှိရမလား။သွားတော့လေ။မိမိရဲ့အလုပ်တွေကိုကိုလုပ်ပေးရအတွက်ကျေးဇူးတင်ပါတယ်ကွယ်။ဟောရပါတယ်မိမိရဲ့။မိမိရအခုကျမ်းမာရေးပဲခူးဆိုင်ပါ။အလုပ်ကိစ္စတွေအားလုံးနဲ့ပတ်သက်ပြီးတော့စိတ်ချမိမိ။ပြီးတော့လိုအပ်တာအားလုံး 够埋佢，够埋。阿叔，就多你忙。Mimi. င်းမင်းဟိုမိုးလေးစကားလေးနည်းနည်းပြောချင်လို့ပြောလို့ရမလားရှင်။ဘာပြောချင်လို့လဲ။လာမယ့် Tuesday ကြရင်လေ Snow Resort တာဝန်ယူမဲ့သူအစ်ကိုမိမိရကျင်းညာတော့မယ်ဆို။ဟုတ်တယ်။ဘာဖြစ်လို့မေးတာလဲ။အော်။ဟိုအဲ့ကိစ္စကိုလေမိုးကလည်းမိမိရမပြောထားတော့မိမိမျက်မေ့နေလားလို့ပါ။လုံများလို့မပြောပြတဲ့ ဟုတ်အဲ့နေ့ကျရင်လေမေမေရို့မူဘာတွေဝိုင်းကူဖို့ရှိလဲရင်မူအားလုံးလုပ်ပေးမယ်နော်ပြီးတော့လေအနေရမိသားစုအစုံလင်ရှိရမယ်နေဆိုတော့မောင်လဲလေမိုးကပုံစံနေချင်းပြီးတော့စ조사ပြီးတော့ခေါ်ခဲ့မယ်နော်မြည်လေးတသက်တောင်조사ခဲ့ပြီးပြီပဲဘာများပြောင်းလဲလို့လေအောင်စီပြောင်းလဲဖို့ဆိုရင်အေးမြမိုးမိုးရဲ့ဒါလာမဖြစ်မှာဒါကြောင့်မလို့မျက်စံနေအလောင်းမျောနေတာအော် မမေရလဲဟိုမိုးကအဲ့တုန်းကပြောတာဟိုဟိုမမေကြီးရယုံနေပါနဲ့မမကြီးရှိမှလဲအဲ့ကလေးလေးကရှိချင်မှရှိမှပါမမေကြီးရဲ့အဲ့တုန်းကလေမိုးကမမေကြီးကိုစိတ်လောပြီးပြောလိုက်တာကိုမမေကြီးကောင်းနေမှထင်ထားပါနဲ့နော်မမေကြီးနော်အဲ့ဒါကလေမျက်စနေလာမှတေချာမေ့ကြည့်ရမှာပဲကဲကဲလှုပ်ဆောင်ရှည်သွားလို့တော့မမေကြီးအာယုန်နေနောက်လုံးတော့မမေကြီးအာယုန်နေနောက်နေတယ်ဟိုအဲ့ဒါဆိုရင်မမေကြီးတက်မြိုင်လေးတောက်မလာရင်မိုးသွားယူလိုက်မယ်နော် ဘောဓိယာတောင်မှမယူရှင်းတော့ဘူးလေ မမကြီးနေကောကောင်းရဲ့လားဒုတိယစာစိတ်တွေပူနေတာဒုတိယစာရဲ့ကိုယောက်ျားကိုတချို့ဖို့သွားတာပဲစိတ်ထဲတော့ဘယ်ကောင်းနေရှိပါမလဲအောင်စီရောရှိလားကိုကိုကြီးခဏနဲ့ပြင်ထွက်သွားလိုက်ပြီချားသူတွေရောအလုတ်သွားကြရင်မကြီး မကြီးဒီကောင်းလေးကသူ့နာမည်ကမိုးနောင်နဲ့လောလောဆယ်တော့ကျမရဲ့မွေးစားသားဖြစ်နေပဲသိထားလိုက်ပါပြီးမှအားလုံးသေချာမိတ်ဆက်ပေးမယ်အဲ့ဒီခါကျတော့မှဘာတူလဲဆိုတာကိုကြည့်လိုက်ပေါ့မိုးနောင်လားဩဇာတ်သက်စာပန်းကလေးတွေကိုမိုးနောင်အတွက်အခန်းပြင်ခိုင်းထားလိုက်ဟုတ်ကဲ့ပါမကြီး မထိုင်မလားမနာဒါမင်းရဲ့အိမ်ပဲမင်းတို့အခန်းလမ်းပြင်ဆင်ထားတယ်ဒီအိမ်မှာရှိတဲ့သူတွေအားလုံးဟာမင်းရဲ့မိသားစုတွေလို့ပဲမင်းသဘောထားရမယ်ကြက်ပြောပါဦးဘာတွေမှတ်မိသေးလဲအဲ ဒါစဉ်းစားလိုက်ရင်ခေါင်းဝင်အယံမူးလာပြီးညလုံးထဲမှာလည်းအပြေအောင်ရိတ်တွေပဲမြင်ရတယ်။ခေါင်းနဲ့မူးတယ်ဆိုလို့ရှိရင်လည်းမစဉ်းစားနဲ့လေ။ဒီမှာမင်းတိထားမှာငါ့မင်းရဲ့မွေးစားအမေပဲ။ဘသူပဲမင်းမေမင်းရဲ့မွေးစားအမေလို့ပဲမင်းပြောရမယ်။ပြီးတော့မင်းငေါ့မမဲလို့ပြောင်းခေါ်ရမယ်။ ငါပြောတဲ့စကားတခွန်းပဲမင်းနာခံရမယ်ကြားလားဟုတ်ဟုတ်ဟုတ်ကဲ့ပါဘယ်မင်းကငါအခုတော့ပွဲမထုတ်သေးဘူး BOD အစည်းအဝေးပြီးမိသားစုတွေအစုံလင်ရှေ့ကြတော့မှာမင်းကငါပြင်ဆင်ပြီးတော့ပွဲထုတ်ပြီးမယ်ဒီတည့်ရက်နဲ့တော့အိမ်ထဲမှာနေလိုက်အောင်ပေါ့ ဒီမှာရှိတဲ့သူတွေအားလုံးဟာကိုဘတာကိုနေကြတာဆိုတော့မိတီကိုရောက်နေတယ်ဆိုတာလည်းဘယ်သူမှသိကြမှာမဟုတ်ပါဘူး။နင်ကအိမ်မှာဒေါ်မြတ်ဆန်နေနဲ့မိုးတီတာကိုပဲဒီကထားဆောင်ကြည့်ရမှာ။ဒေါ်သစ္စာကိုလည်းငါအဆဆုံးအားလုံးမှားထားပြီသား။နင်အေးစိတ်လုံဝင်အောင်ပဲ။နင်မှလည်းနင်ရဲ့အမတပြေနဲ့မိုးနှောင်းကိုရှာမယ်တောင်းဝင်ရှိသလို။ငါကလည်း ငါ့ရဲ့တူမိုးနှောင်းကိုရှာမှာနေအိမ်မှာအေးစိအလုပ်လုပ်လို့ရတယ်။တေချာစူးစမ်းပြီးလုပ်လို့ငါပြောတဲ့နောက်ကိုတေချာအမိလိုက်နိုင်အောင်လဲစူးစမ်းဟုတ်ကဲ့ပါမမနဲ့မိုးနှောင်းတို့မင်းဖြစ်တေချာလေးစူးစမ်းတော့ပါမယ်ကောင်းပြီလေငါတို့အိမ်မှာပဲတွေ့ကြတာပေါ့ဟုတ်ကဲ့ဟိုဘာတော့လဲရှင် မ်းစိတ်ပေးရလေကျွန်မတကယ်ပန်းကလေးစင်မဟုတ်ပါဘူးမမဝတီမမနဲ့မူနောင်းတော့မဖြစ်မနေမို့လို့ဒါလာပြီးတော့လောက်ရတာပါကျွန်မဘဝမှာကျွန်မအရေးချင်းနဲ့ကျွန်မတကူစားတော့ကိုရှာဖွေပြီးစားတော့နိုင်ပါတယ်ဟိုဒါမျိုးတွေလက်မခံပြရစေနဲ့တော်လိုက်ပါဦးမရှင်တပည့်ရဲ့ညီမအကျိုးအရမသေးဘူးပဲ ။မင်းကဦးလင်တို့အေဂျင်စီကလှုပ်လိုက်တဲ့တရားလား။စကားဝတ်ကပါလဲ။ကောင်းမွန်စွာအလုပ်ကျေးပြည့်ရမှာ။ဟုတ်ပြီ။လာငါနဲ့လိုက်ခဲ့။ငါတို့အိမ်တော်ဒိန်းနဲ့တွေ့ရမယ်။ဟုတ်ကဲ့။ ီအိမ်မှာမမအိမ်တော်ရှိယောက်ျားနဲ့ချစ်ကြိုက်ပြီးဘာတွေများဖြစ်ခဲ့ဘယ်တွေကိုရောက်နေရလဲမမရဲ့ဟေးဘာကြည့်နေလားလီ